ကျမရဲ့ channel လေးကနေကြိုဆိုပါရစေ။အဲကျမလည်းရှိတင်လို့စာအပိုင်းလေးထိတင်လိုက်တဲ့ဇလန်လေးကဆိုင်းရတူနေညှိလို့မရဘူးပေါ့နော်။အဲဒါကြောင့်ကျမဖျက်ပစ်လိုက်တာဟုတ်ပါတယ်။အဲဒါအတွက်လည်းအနုညွန့်တောင်းပန်ပါတယ်လို့နောက်ဆုံးပြတဲ့သူတွေအတွက်အားလုံးအဲတောင်းရင်းကြီးဖြစ်သွားပါတော့နော်။အဲအပြီးကြီးမတင်လိုက်ရတော့ကျတော့အဲအဲ့ဒါကိုရောပြောချင်တယ်အဲ့တော့ကျတော့ဒီဇလန်လေးကတကယ်ကိုဇလန်ကောင်းလေးတစ်ခုဟုတ်ပါတယ်ကျမကတော့ကြိုက်တယ်ပေါ့နော်အာ ကျောင်းလူဝါဒနာသူရဲ့သူတွေကြိုက်တယ်ကြိုက်တယ်ဆိုရင်ရှာပြီးတော့တွားပြီးဖတ်လို့ရတယ်ပေါ့နော်အဲ့ဒါလည်းအတိပေးချင်ပါတယ်အာကျွန်တော်ဗီဒီယိုအဟအရင်နေ့ကရှိသေးရဲ့အခုမရှိတော့ဘူးတွေပါဖြစ်သွားလဲတွေဖြစ်နေမှာဆိုတော့အဲ့ဒါတကယ်ဖြတ်ပစ်လိုက်တာဟုတ်ပါတယ်လို့အဲဆိုင်းသူနဲ့ညှိမရဘူးပေါ့နော်သူကတိတ်ပြီးတော့သဘောမတွေ့ဘူးဆိုတော့လေအဲ့နဖြတ်ပစ်ပေးလိုက်တာပေါ့နော်အဲ့ဒါရောပြောချင်တာနောက်ထပ်အသေးအသေးလေးကတော့ဆိုင်းသူလေး အယူမီရေးသားထားတဲ့အကူဆိုတဲ့စာအုပ်လေးကိုလူတိုင်းဒီပါလဲသိလိမ့်မယ်ထင်ပါတယ်။အဲ့ဒီစာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်။အဲဆိုင်းရီသူစီကခွင့်ပြုချက်လည်းရထားတယ်ပေါ့နော်။အဲဆပတ်ခွင့်ပေးတဲ့ဆိုင်းရီသူလေးကိုလည်းတကယ်ကိုကျေးဇူးအများကြီးတင်တယ်။အဲကျွန်မရဲ့အတန်ပြင်းကြီးကိုလည်းသိခံပြီးတော့နားဆင်ပေးကြပါဦးလို့အဲ့ဒါပြောချင်ပါတယ်။အင်းတပိတော့တကယ်ကိုပေါ့နော်အာအကန့်အဖြစ်အတောင်နေထားနေလည်းမကောင်းမင်းနဲ့ အဲကျွန်တော်ပြဆောင်တရားပေါ့နော်ဟုတ်တယ်ပေါ့ကျွန်မအဲ့လိုလူတရားတင်တဲ့ဗီဒီယိုလေးတွေကိုအဲနတ်စမီလို့တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်လို့အားလုံးပဲအာရန်သူမျိုးငါးပါးအနေနဲ့မှကင်းဝင်ပြီးစိတ်ချမ်းသာကိုကျမ်းမာလို့ကောင်းသောလူရဆန္ဒတွေပြုပါကြပါစေရှင်။ဆာရေးသူလေးကိုရနတ်စမီတဲ့သူတွေအားလုံးကိုရကျေးဇူးအများကြီးတင်ပါတယ်ဆက်သွယ်ခွင့်ပေးတဲ့အမေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဆိုင်လန်းနေတဲ့တောင်တန်းတွေကြားကရေပြင်ကျဲကျဲပေါ်မှာလေကလေးတစ်စီးကောင်ကလေးတစ်ယောက်တချင်လေးညီရင်အပြင်းလေးဖြစ်နေချိန်မှာမဲချစ်ရသူနဲ့တွေ့ဆုံခွင့်ရခဲ့တယ်။တခါတည်းရင်လူတွေပြောကြတယ်မဟုတ်လား။သူ့အသက်လည်းမကယ်နဲ့မင်းလေးမျိုးလည်းမဆယ်နဲ့နဲ့ရှင်မင်းတပားမဟုတ်တဲ့အကုန်နဲ့ကဘာကြီးရဲ့တနေရာကကန်သေးသေးလေးတစ်ခုထဲမှာကန်ကြမားရဲ့ဆန်းကျင်မှုတွေကြားတွေ့ဆုံခဲ့ကြတယ်။နောက်ဆုံးထွက်သွားတဲ့အချင်းအထီကိုသူညားနေမှမတိခဲ့ဘူးလောက်အောင် တုံးအားခဲ့မိရပါတော့ ယုံကြည်ခဲ့ဘူးတယ်ချစ်ခဲ့ဘူးတယ်လွန်ခဲ့ရတယ်နာကျင်မှုတွေနဲ့မျက်ရည်တွေဟာအင်းလေးကန်ထဲမှာမဲမိုးရိမ်နဲ့တူမျောလွန့်ခဲ့ရပြီပဲအရာအလုံးခွင့်လွတ်တာမို့ပြန်လာပေးပါကိုပြန်ဆောင်တဲ့အခါမချစ်တော့ဘူးလို့တကယ်ပြောမှာအကူအကူဆိုတဲ့စာအုပ်လေးကိုဖတ်ပြချင်ပါတယ်ဇာယိတုနာလည်းခွင့်ပြုချက်ရထားပါတယ်ဒီစာအုပ်လေးက အဲလူကြိုက်လဲအရင်များတယ်တကယ်လဲစက်အိမ်လဲခိုင်တယ်ပေါ့နော်အင်းကျွန်မလဲအရင်ကြိုက်ခဲ့ရအရင်ငိုခဲ့ရတဲ့ဇလန်းဟုတ်ပါတယ်အဲစာရေးသူလေးအယူမီရေးသားထားတဲ့အကိုဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်အားလုံးပဲအဲလိုက်ပါစီမျောတိခံပြီးတော့နားဆင်ပေးကြပါဦးလို့စာဖတ်ခွင့်ပေးတဲ့စာရေးသူလေးအမီယိုလဲကျေးဇူးအများကြီးတင်ပါတယ် အကိုအပိုင်းတဲ့လုံခဲ့တော့ခုနှစ်လကန်းကပင်ဝမ်ငူယူကအိမ်မထွက်လာရသည်လက်ထက်တန်တဲ့ဗျာမမရှိအဝတ်စားဖို့လည်းမပါသလိုနေဘူးကြီးတဲ့တွင်လည်းဖနှက်မပါတော့ခြေပလာဖြင့်ဘယ်မှမတော့တတ်ပင်ဘာမှမသိနားမလဲတော့သူ့ဟာအိမ်ပေါ်ကဤသို့မောင်းထိုးရလူဒီကြောင့်လဲငုံးနေမိပါတော့သည်အင်းကြီးမှာအဖအိမ်တို့လည်းဘယ်လိုပြန်ရမလဲမသိခဲ့ခြင်းမနက်နိုးစဉ်ကလေးကဘာမှမစားရသေးပြီးတိုက်ဆန်နေခဲ့သည် အချိန်ရဖြင့်ယခုဆိုလျင်နေ့လယ်၃နာရီလောက်ပင်ရှိနေလေပြီ။ရေတောက်ချင်လာ၍ရေအိုးလေးများတွေ့လို့တွေ့ညာရှာလိုက်ပြီ။ပူလောင်လာသောလက်မကြီးထက်ဝင်အကောင်းစားတိုက်ရင်ကြီးများ၏အပြိုင်ဆိုင်အညာဝါတောက်ပနေမှုများမှလည်းအေးချမ်းရင်းတစ်ခုမတွေ့ခဲ့ပေ။တော်တော်ကြာအောင်လင်းလျှောက်လိုက်ရသည်။နောက်ဆုံးတွင်လမ်းကျွန်းလေးတစ်ခုကိုကြွေပြီးနောက်ရီအိုးစင်တစ်ခုတွေ့လိုက်ရပြီးရီအိုးထဲမှာရေအားအငမ်းမရတောက်ပြစ်လိုက်ရသည်မှာဘယ်မှာခွန်မဲမသိသလိုရီအိုးအတွင်လဲလဲနေမိခြင်းကလည်းအခါခါ ။ညီဘဝလင်းလင်းတောက်ပြီးတဲ့တိုင်ဆာလောင်းနေတော့ပိုက်ကြလဲထိမနိုင်သိမ့်မြအောင်ရှင်းနေစေ။အမတ်မထင်ပါပဲရေဦးစင်ပေးတွင် ပေါမုံတထုပ်ပြုလိုက်ရ၏။ဘသူဟာမဲမတိရရေလလန်းဘိုးကမင်းရဲ့တည်းသူတစ်ပါးပြည့်စုံညဉ့်ဉန်တွေးတော်များလဲပဝန်းစင်ကတိတ်ဆိတ်နေပြီးဖြတ်သွားဖြတ်လာလူတဦးမှမတွေ့ရသလိုဘယ်သူမှလည်းမရှိနေပြီထိုပါမုံထုံလေးအားဖောက်လိုက်ပြီးအစင်းရောင်ဖြစ်နေသည်များအမဲရောင်လေးများအားဖဲပြစ်လိုက်၏ ။ဤရာများသည်ကမှုတက်နေခြင်းဖြစ်ကြောင်းဝန်ဆောင်သိပါ၏။သို့တော်လည်းစားလောင်းနေသည့်ဘက်ကြောင့်မြေညာအကြထိုပါမုံအားစားကရေဖြင့်မြှောက်ချနိုင်သည်။ရေဦးစင်အောက်ဖက်သို့အကြည့်ရောက်ချိန်တွင်နောက်ထပ်ပါမုံနှစ်ထုံမှလည်းပြုတ်ကျနေလေသည်။နောက်နေ့အတွက်ဒိမိပြီးနောက်ထိုပောင်းမောင်းအာယူကမျက်ရည်များစွာဖြင့်ချေဦးတက်ရာရှောင်နေမိတော့သည်အင်းကြီးတို့ဘယ်လိုပြန်ရမလဲမသိပါဘာခေါ်လာသည်အခိုးရအကုန်လည်းအနားမှမရှိနေပြီ ်မြောင်မောင်သူဒီကြီးဆိုးလာနေသည်လမ်းလျှောက်ရင်းဆောင်ရင်းခေါင်းကြော်ကြားလေးတစ်ခုကတွေ့လိုက်ရ၏ထိုကြားအောက်သို့ရှောက်သွားလိုက်ချိန်တွင်လူအချို့ထိုင်းနေခြင်းကြောင့်တွေ့မိနေသည်မှာထိုနေရာတွင်ထိုင်လို့ရလောက်မည်ဟုပင်ဆောင်းလာသည့်ပိုက်အားတဲဆောင်းလာသည့်ပေါမုံကိုနှာခေါင်းပိတ်ခါဆားလိုက်သည်ပြင်းသားတွင်ရှိသောမိသူတောက်ထားသည့်ရေပူမဲမသည့်အဖုံးအုပ်ထားသော ရေတချို့ကျန်းနေခြင်းဖြင့်တက်မီထမှသည် ရင်များကုံဆန်အောင်တောက်လိုက်ပြီးတရားအာမှီရာခိတ္တမှိတ်ဆက်မိသည်အရင်ပြန်မနာပဲအကိုအင်းအရင်တည်းရတယ်ဘယ်လိုများတိုင်ရမလဲဟေးဟေးတောင်းရထားစမ်းကျွန်တော်အားလားမျိုးပြီးဦးလေးကြီးနှုတ်တည်သူမျိုးဝဆုံများဝဆန်ထားကြ၏ထိုဝဆုံအားတိပါသည်အကိုနှင့်ရိုးရှင်ကြည်စင်ကထိုသူမျိုးဝဆုံများဖြင့်လူချင်းများထိုင်နေသည်စပွဲပေါ်ရှင်မှာ စာသားကို အကိုအောင်မင်းမြန်အကိုပြပြဒီကကိုညီပြရစေခုညီပင်ထို့ကြောင့်ကိုညီလူရင်တောင်းနိုင်မလားဆိုပြီးမင်းရအကိုကပြောဒီကအင်းဆိုဒီကြောင့်ရခုနဲ့ကျွန်တော်ဒီလိုလိုအပ်နေသည်ကိုကိုညီပေးဖို့ထင်သည်အကိုညီတောင်းရမည်ထို့သူများကအကိုပြောဒီကညာဆိုလားယူဆိုလားခေါ်သည်ဟူ၍တေချာတော့မမဲမိပင်လာညီလေးကိုရိုးနဲ့စခန့်လိုက်ခဲ့ကျေးဇူးတင်မိသည်သူတို့နေသည့်နေရာအခေါ်ဆောင်နေသည် ထိုသူမယောက်အားကျေးဇူးတင်မိသည်သူတို့အားပြုံးကြတာအတားကြီးပင်လိုက်သွားလိုက်သည်ဟိုရောက်နေရင်ခိတအိမ်မီ တနေ့လုံးပင်ပန်းနေခဲ့လေပြီအချင်းနေတာပဲတည်တော်သည်အင်းလေးကိုလည်းပြန်ချင်သည်ကားတော်တို့ရောက်ချိန်တွင်ရလာသည့်အနှံ့ကြောင့်လူကအန်းချင်းလာသည်ယခုမှလေးကစားထားတင်များအန်ထွက်လာသည့်အခါဘိမအုံလေး၏တောင်ပေါ်သို့ကျသွားလေသည်။နှမျောစရာကောင်းလင်းသည်။တိုက်စားလာပါကစားစရာက မရှိတော့ပေ ထို့နောက်ဝဲတက်လာသည့်မျက်ရည်များဖြင့်အော်မုံမိသည်အဆက်မပြတ်အမ်းမိသည်ကြောင့်လည်းအဆက်မပြတ်အမ်းမိသည်ကြောင့်လည်းငုံချင်းလာသည်ငုံလိုက်အန်လိုက်နဲ့နောက်ဆုံးတွင်ကားရက်သွားတော့သည် ကောင်းမှုနေသောကြောင့်ကားထဲမှထက်လက်ခြင်းအရှိတွင်ရက်နေသောလူစီတို့ကိုယ်တစ်ခုလုံးပြည့်လည်ခြင်းလာသည်ထိုသူက ထိမ့်ပင်လျာမြေပေါ်သို့တော့မကြပင်အခန်းတစ်ခန်းစီကရင်မောတွင်ထိုင်ခိုင်းကား ခဏအကြာတွင်လူတယောက်ဝင်လာသည်ပြင်းထန်လာတဲ့သို့အတန်တစ်ခုနှင့်ကျိုးတော်ထားသည့်အရာအားတက်ပြီးဝမ်းအားကရင်မောလေလျောင်းစေကဘာတွေလုပ်နေသည်မသိပေထိုလူကအံ့ဩသလိုကြည့်နေပြန်သည်ရေငုံလူရေငုံသားများသည်လူထုလူဆန်းများလားမသိပေပြင်းထန်ကျွန်တော်အင်းကြီးအလန်းလှန်ကားကြည့်သည်ဘာမှမလုပ်လက်တင်က အကိုကိုင်းတော်လားကန်သည်အကိုမဟုတ်တော့အတွင့်သားရသည်ကအမှန်ပင် ယုံလိုက်ပါသည်အကိုအားကတိပေးထားသည်မို့ပင်အကိုဆိုရင်ဆက်လွင်၍ယုံဝင်နေတာတိုးဝင်ပြီးမျက်နှာမပြဝင်ခဲ့ပင်ယခုထုံလူအားကြောက်သည်ထို့နောက်ထုံလူကြီးအခန်းပြင်သို့ထွက်သွားလေသည်အခန်းထဲကျွန်တော်အားတိုင်ခဲ့သည့်လူကြီးနှင့်အတူတရားအောက်တွင်လာခေါ်သည့်ဦးလူကြီးများနှင့်ဆင်တူဝတ်ထားသည့်ဦးကြီးတယောက်သည်ကျွန်တော်အားမေးလာလေသည်ပြင်မမီဘလို့ခေါ်လဲ ခုစဖောင်းဘာလို့လဲအင်းဒီဒါဆန်လူမျိုးခွန်စာပြောမိဒီကြောင့်ညနာလေးမောမိပြီးမင်းအချောက်လားညာချောက်ဆရာကျွန်တော်တွေးလိုက်မိသည်အော်ငါတို့လိုရှင်လို့လားရမဆွမ်းတော့ကျွန်တော်ရေလက်ထားရရောင်းရင်ရတယ်ခုကရန်ကုန်ထိုကောင်လေးရကြည့်ကစခန်းမှာတပြင်းချပြီးစကားဆက်မပြောရင်လက်ကပြလိုက်ပြီးမင်းဘယ်လိုရောက်လာတာလဲရင်ကုန်းကော ကျွန်တော်ရောက်ကြပြီရောက်ကြရင်လည်းနေလာလေထိုင်ကုန်ဘက်တန်းအာမေးထောက်ကကျွန်တော်အကြည့်နေသည်ထိုလူကြီးမှတက်ပြင်းချမှန်သည်သူ့နောက်လိုက်ခဲဟုဆိုကအခန်းတစ်ခုသို့ခေါ်သွားသည် ရုပ်ရှင်နဲ့တင်မြင်မှုသည့်အကိုပြောမှုသော ကုညီပြားစေဟုရေးထားသည့်ဆာရန်အားတွေ့ရသည်ထိုင်ကုန်တွင်မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးနောက်အနောက်တွင်အနောက်ဖက်တွင်လည်းကျွန်တော်အားတန်ခဲ့သည့်သူနှင့်အတူတရားအောက်မှခေါ်လာသည့်သူများလည်းထိုင်နေကြသည် သိချင်တာကိုမေးရမိကြအောင်အရှိမဦးလေးကြီးအကြည့်ကကျွန်တော်အာခိုင်ခဲ့တဲ့သူကိုလက်ညှိုးထိုးပြလိုက်သည်အကိုပြောထားတယ်လေမင်းရဲ့အဲ့ညာကိုအကိုကလည်းဘယ်သူမှမတိုင်ချင်နဲ့ဟုတ်ပဲသူကဘယ်သူလဲဘာလို့ဝင်ရဒီညာကိုခိုင်ရတာလဲချပြန်လေတပြင်းချင်းလေသူကဆရာဝင်မင်းကိုဆန်းသက်ပေးတာငါဘယ်လိုပြောမလဲမင်းရဲ့ယောက်ျားလေးဆိုတော့လေပြောစရာတာပြောစမ်းပါကျွန်တော်တင်နေလို့လားမင်းတော့ကောင်းရှိနေပြီ အံ့ဩကမစမ်းမရှိနိုင်အောင်ပဲအံ့ဩတရားဒီကကစမ်းမရှိနိုင်အောင်ပဲကိုဝန်းဆိုတာဘာရောကလဲဒါပေမဲ့နောက်မှဒေသာဆန်းကြည့်ပါမဒေသာတော့ပါဘူးကဲအခုမင်းရဲ့ယောက်ျားနဲ့မြည်ပြောတင်ရင်ထွက်ပြောလိုက်ဒီကိုကောင်းခါရင်းနေလေဒီဘာရင်းမနဲ့မသိပြီဒီရလေးစာကောင်းခါသည်မင်းဖေနာမီကောင်းခါပြန်သည်ပြောင်းကြဖေနာမီကောင်းခါပြန်သည်မင်းတိရပါရှိလဲ ကျွန်တော်တို့ရရန်ကုန်မှာအကိုအကိုပဲရှိတယ်။မျက်မှောင်ကျုပ်ခါကြည့်လာသည်လူကြီးကမေးလာပြန်သည်အကိုကဘယ်လိုလဲ။ကျွန်တော်ယောက်ျားရှင်းသွားသည်အဖြစ်ကြောင့်မင်းနေသည်လူများကတော့ရှင်းမကောင်းလေးရစိတ်ပြတ်စွာသာကြည့်နေကြလေသည်။ဘာမှမသိတော့ငါတို့ကမင်းကိုဘယ်လိုပြန်ပေါ်ရမလဲကွာ။ပြီးတော့ကြားမှာဘယ်လိုဘာလို့အိတ်နေရလဲ။ကျွန်တော်အကိုမရှိအောင်အိမ်မောင်အမြင်ချလိုက်ကြလို့ပစ္စည်းခိုးတယ်လို့ဆွဆဲကြတယ် ပြီးတော့ယောက်ျားတစ်ယောက်နဲ့အိတ်နေတယ်လို့လဲဆွဆဲပြီးတော့နှင်းချတယ်ကျွန်တော်အင်းလေးပြန်ကျင်လို့ရှောက်လိုက်ရင်ရှောက်လိုက်ရင်လည်းတစ်နေ့လုံးဘာမှလည်းမစားရဘူးရေတောက်ပြီးတော့ရိုးစင်ပင်နာမှာသူများလင့်ပြင်ထားလို့ပေါင်းပေါင်းစားပြီးပြင်းမလို့အိတ်ချင်တယ်နဲ့အဲ့မှန်ဝင်ထိုင်နေလိုက်တာအဲ့တော့မင်းရဲ့အင်းလေးကအင်ကိုတိရပေါ့ကောင်းငင်ပြလိုက်သည်ဟုတ်ပြီငါတို့အခုတောင်းကြီးရဲ့စကောင်းကိုအကြောင်းကြပြီးမင်းအကြောင်းဆုံရမ်းမယ်ပြီးရင်ငါတို့ပြန်ဖို့ပြင်မယ်မင်းယောက်ျားပါအလုံးလုံးလေရောတိရ ခေါင်းခါပြန်သည့်ကြောင့်ရဲသားများအားလုံးတပြင်းသာချနိုင်တော့သည်ကျွန်တော်ပိုက်စားတယ်ပြီးတော့အစ်ချင်နဲ့ရင်းလဲချိုးချင်တယ်အေးအေးမင်းကိုချုပ်ထဲတော့မထားပါဘူးငါ့ငိုလိုက်ခက်ငါဒီစခန်းရဲ့အကြီးဆုံးစခန်းမူပဲစာရက်တစ်ခုချပေးကစာဖတ်ဟုပြောသည်ပြီးတော့လက်မှတ်ထိုးဟုပြောပြန်သည်စာလဲမဖတ်တတ်လက်မှတ်ကဘလို့မျိုးလဲမထိုးတတ်သည်ကျွန်တော်ဘောပင်ကိုကိုင်ကံကျန်တဲ့တစ်ဖက်အား နှုတ်ခမ်းဖြင့်ကြိုက်ပြီးမျက်ရည်များသာဝဲလာပါတော့သည်ဖရဲရမည်လဲဝါလုံးမရေးတတ်သည်လေထတာအခုတင်းမိထားလို့ထိုခဏကထိုခုနကဆရာဝန်ဆိုသည်လူကဘေးသို့ရောက်လာကခေါင်းအားဆွဲ၍ယူထန်လိုက်သည်ဆရာဖတ်တယ်ရလားကွာခေါင်းခါရုံမှာပါမတတ်နိုင်တော့ဘေးထိုသူဖတ်ပြသည်ကိုနားထောင်ပြီးနောက်ခေါင်းငိမ့်လိုက်သည်နောက်ဆိုဘယ်တော့မှတရားအောက်တယ်မအိပ်ဆက်တော့ပါဟုသည်ဝန်ခံချက်ပင် လက်မအားအပြာရောင်ဖောက်တစ်ခုပေါ်တင်စီသည်ပြီးနောက်ထိုဆာရွက်ပေါ်ပြန်တင်ပြီးစခန်းမှုဆိုသူအားဆာရွက်ပေးလိုက်သည်နောက်မရအကြတွင်တောင်ကြီးသို့ထိုဆရာဝန်အကိုလိုက်ပို့သည်ပြီးနောက်ရစခန်းထဲသို့ဝင်ကစကားပြောနေလေသည်ထို့နောက်တွင်တော့အဖွားနှင့်ဦးလေးတို့လိုက်လာကြသည့်ကြောင့်အင်းလေးတို့ခီးဆက်ခဲ့သည်အကိုဟမ်အပိုင်းနှင့် အင်းလင်းအင်တွင်နေထိုင်သည်ကသုံးပတ်မြောက်နေတွင်အန်းနေသည်အစာမစားနိုင်တော့ချင်အိမ်ရဲလည်းပါလဲသွားရလိမ့်ပြီးဟေ့ဘွားထားကန်ကလေးပြီးပြီးဈေးပြေးပေးအောင်အဖွားလိုလာတယ်မလိုက်မယ်မလိုက်ချင်မဲအင်းသားအိတ်သားအိတ်ချင်နေတော့ဒီကြောင့်ကြားနေရတော့လဲစကားပြန်မပြောမိမျက်လုံးများကဆဲပိတ်ခံထားရသလိုပင်လေးလွန်းနေသည်လက်အားလားဆဲကအုံးနေသည်အဖွားနဲ့ဟဲ့ဘွားဒီခုံကမှန်းဆန်းတေချောသူကိုင်းနေသည် ပြီးနောက်မျက်လုံးအတွင်းဖွင့်ခိုင်းသည်မပွင့်နိုင်သည့်မျက်ဝန်းအားအနည်းငယ်ဖွင့်ချိန်တွင်အောက်မျက်ခံအားဆွဲခါကြည့်သည်ဝမ်းပရဲ့ထမအင်ဂျင်အားဆွဲလန်ကဖိုက်သားများအားဖိကန်နှိပ်ကြည့်နေပြန်သည်မြင်ဘက်မှပွင့်ချက်များ အားလည်းကြည့်နေသည်လှုပ်ရှင်လာလို့နာရီသည်ဟုတွေးကြငြင်းနေလိုက်သည်အဖမ်းမြင်တက်သွားသည်ပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ခါဖြတ်သားဖြတ်လာလေများ၏အတံများသာကြားနေရတော့သည် လောက်ကြကြအိတ်လိုက်မိသည်မသိနိုးလာခြင်းတွင်ငိုတံကြနေရခြင်းကြောင့်မျက်လုံးများဖွင့်လာခြင်းမိသည် အဖောင်းငိုနေလေသည်ဦးလေးဖျက်ရပြန်မိထင်သည်လူလူဖျက်ရရပြန်မိလားအဖောင်းနဲ့ငိုနေပြန်မိထိုးတော့ပြောမှဦးလေးပါထောင်ငိုတော့သည်ကလေးဖောင်းလေးဘာဖြစ်လို့ကြောက်နေမိခေါင်းနေကြလားကိုရင်ရှိနေပြီဆိုတော့ဘလို့မွေးမယ်ဩမင်းရရကြလေးလေဖောင်းရ ညီများကိုအင်းကြီးလည်းအနာစာနဲ့ဒုက္ခငုံနေသည်ဦးလေးကစကားဆက်၍မပြောတော့ပေ။ညီကျောက်ခုမှဆင်းရမိတယ်ရ။ဟုတ်ပေသည်ကျွန်တော်ဘလို့မွေးရမည်လဲမသိပေ။အင်းရောက်ဆင်းကကိုဝင်းဆိုတာဘာရောကလည်းအဖောက်ကိုမေးကြည့်လိုက်သည်။ဖိုက်ထဲကလေးလေးရောက်နေတာဟုပြောပြသည်မို့ဝမ်းဖိုက်ထဲကအကောင်လေးကိုဘလို့ထုတ်ရမည်လဲ။ဟိုရခင်ကဘိုက်ပူပူအမချင်းများတွေ့သည်မို့အဖွားအမေးကြီးရန်ဘိုက်ထက်ကလေးလေးရောက်တာဟူ၍ပြောပြဖို့သည် ွမ်းပိုက်ထဲနဲ့ကလေးလေးထည့်ပေးပါကလေးလေးလိုချင်တဲ့အဖွားဟုပြောချင်များတွင်ညာကြလေးကမွေးလို့မရဘူးဘောင်ကမွေးချင်လို့လားဆိုသည့်အဖွားရဲ့ဆန်းနောက်တန်ကိုကြားရောင်လာတော့သည်အဖွားနဲ့ရဲ့ဖွားလေးလားကျမရဲ့ဌာနသွားကြမယ်လက်ကလေးအားဆွဲကင်လို့အဖားဒီမျက်ရည်များနဲ့စကားပြောနေလေသည်ဖွားရချင်တယ်ဖွားနဲ့နားမလည်တော့ပါလားထိုးထိုးပြောနေသည်ကိုပင် ဦးလေးတဲ့ဒီကအင်းအောက်ပြေးစင်းကလေပေါ်တို့တက်ပြီးရွာတဲ့ဘျိုးဟုအော်သွားနေသည်ရွာတဲ့ဘျိုးဟုအော်သွားနေသည်ကျွန်တော်အချင်းကြီးကြောင့်အိမ်ရတာနေလိုက်သည်မဖြစ်နိုင်သည်ကိုမှားဆန်းတဲ့နေကြသည်ဟုတွေးကဘာစကားမှမပြောချင်တော့ပြီအဖေပြောတယ်မဟုတ်လားယောက်ျားလေးကကလေးမမမွေးနိုင်တာဘလို့ပိုက်ထဲရောက်နေမလို့အချင်းကြီးနုံးနေသည်ကိုပဲသိသည်ဘာမှမစားစင်ဒီအတိုင်းနေရင် ကိုပဲအန်းချင်းနေသည်ဥလေးခေါ်လာသည်ကျမရေမှုသည်စမ်းသက်သည်အချင်းမှုတူဖြစ်သာလှုပ်ချင်ရလောက်ခိုင်းလိုက်တော့သည်ပြီးနောက်အထုပ်လေးတစ်ထုပ်ပေးကပြန်သွားသည်မေးအဲ့ဒါဘာလို့ခုတ်ရလဲမင်းကဖောင်းလေးကိုမင်းကဖောင်းလေးကိုပထမဆုံးစီးသွားရင်ခွက်တဲ့ခွက်မြင့်ခံခံနေဒါလေးကိုထဲတဲ့အနီလေးပေါ်ရင်ကျမရဲ့ခန္ဓာကိုလာပါတဲ့လေနောက်တစ်နေ့မနေ့တွင် ဝါဖွားနန်းနဲ့အတူကျမရေးဌာနသို့သွားရသည်အနီလေးနှောင်းပေါ်နေသည့်ကြောင့်ထိုတန်လေးအားအိတ်ထဲသို့ထည့်ကအဖွားနန်းပြောသည်ဟုဆိုကအဖွားနန်းပြောသည်ဟုဆိုကငိုပြန်သည်ပြောရင်ငိုရတယ်လားမှတ်ထားဦးမှာပဲအခုပြန်လာမှပြည့်ဖက်ပြီးငိုမယ်ဘာထဲမှစိတ်ကမဟုတ်ပါပဲတောင်ကြီးစေယုံတို့ရောက်ကကျမရေးမှုသည့်အခန်းတစ်ခုကိုခေါ်သွားသည်ပြီးတော့လည်းဂရမော အိတ်ခိုင်းကအေးစိမ့်စိမ့်အရာများလိမ့်ပြီးသည် လူကြီးနဲ့အတူတီဗီပေါ်သို့ကြည့်ခိုင်းသည်ကလေးလေးဟုဆိုသည့်မင်းမဲလေးအားကြည့်ကအကုန်နဲ့ကျွန်တော်ရဲ့ကလေးဟုအဖွားပြောပြလေသည်အခုရင်ကျွန်တော်အကုတ်ကိုပါလေးကိုအကုတ်ပြန်လာတဲ့အထိတေချာဆောင်ဆောင်ပြီးမွေးပါမင်းလို့ဂရိပေးတယ်ကို စခန်းမူတီကဆရာဝန်သူဖြစ်သူပြောတယ်ကိုမယုံချင်းထွက်ဆင်ချွေရတနာဆန်ကြီးသည်နိုင်ကြီးနာမည်ကျော်တစ်ခု ထွေကွန်မရှင်အာဦးစီးသည့်တင်ရင်ထွေဆိုသည့်လူငယ်လေးသည်လည်းအရွယ်နှစ်မလိုက်အောင်အောင်မြင်နေသူထွေကရုပိုးတယ်ဆိုင်သည်လည်းအမလားဘူလားရကန်းတယ်များပိုးတယ်များကြောင့်နာမည်ကြီးပင်ယခုတွင်မနေ့တနေ့ကမှဖမ်းမိသောအင်လီသာလေးသည်တရအောင်အိခာမုတ်တက်ပါမုံများစားပြီးပိဆုပ်ဆုပ်ဖြင့်လက်ထဲမှတပြားမှမရှိစာလဲမတက်အရင်တုန်းလေးပင်ထိုကလေး၏မိဘများကပေးလိုက်သည့် ဆက်သွယ်ပေးပါထိုကလေးယောက်ျားကိုဟုပေးလိုက်တော့လိပ်စာကြောင့်ခေါင်းကိုက်နေမိသည်တိတ်တိတ်ပုံယောက်ျားလားတင်ရထွက်လက်ဆက်တယ်လည်းမကြမိချင်းဟယ်လိုဟုတ်ကဲ့ကျွန်တော်ကမြို့တွင်ကစခန်းမူပါကိုတင်ရထွက်ရှိလားခင်ဗျတဖက်မှာဖုန်းကိုကဲလာသူမှစက်တင်ရှိကတင်းချင်းစွာဆက်ဆောင်မှုရှိသောအမျိုးသမီးတဦးဤအတန်ဖြစ်နေလေသည်ကျွန်တော်တို့မှတင်းတင်းထွက်ပါတိုက်ဆိုင်ရှင်ပြောနိုင်ပါတယ် ။မောင်ဖြစ်သူနာမီနဲ့ဖုံးနာဒီကရဲစခန်းမှာဆက်ချင်းဖြစ်ပြီးဘာလီလုံးပြန်ပြီလဲဟုတွေးကစိတ်လိုသွားမိသည်။ဟုတ်ကဲ့ခင်ဗျာ။ရင်းမူးကြီးစကားဆုံးတင်နေတင်းတင်းထွက်တရမဲပြုံပြုံးကခက်ခါရရလိုက်ပြီးဖုံးချမိသည်နဲ့ဆုံးလေးကလေးထိုင်ပေါ်ထိုင်ကခုံအားနောက်မီပြီးခြေထောက်လောက်ခါရှင်းတော့ရင်းစင်လိုက်သည်ပြီးနောက်အတန်ကြေတဲ့ချက်ရပြီးအတွင်ရင်မှုစီသူဖုံးဖုံးလဲဆက်လေသည်ဟယ်လိုဟိတာ ဟုတ်ကဲ့မမရှင်ငါ့ကိုတောင်ကြီးလေးရင်လက်မှတ်နှစ်နာရီအတွင်းအရာစီစဉ်ပြီးငါ900လောက်ပန်းဖြစ်သွားမလို့ဖုံးချပြီးဒီနောက်ကလထိုင်းအားဆက်လုခါငင်းငင်းညောင်ညောင်ထိုင်းနေလိုက်သည်ဇပွဲမှနာရီအားတေချာဆိုင်ကြီးလျက်ခုံအလုံးလဲမပြတ်ပြီးဖုံးလာနေခြင်းကြောင့်ကေတရာတယောက်အပြေးခံလိုက်တော့လဲမမကြီးအတန်အားကြားလိုက်ရသည့်ကြောင့်ညီရဲတာနားထောင်နေလိုက်သည်စခန်းမူးဟုပြောကတင်ရအမေးပြီးဝရန်ချောင်းပြောနေသည် ပြီးနောက်နောက်ဆုံးကြလိုက်ရသည့်စကားကြောင့်ဖုံးမှန်နှထဲကပင်လက်ကျရလေသည်ဝမှန်ကိုရှိနေလေပြီဆိုသည့်ကြောင့်တယံဤရင်သေးဖြစ်လိမ့်မည်တဖြစ်ပေယောက်ျားတယောက်ကိုဝန်စေကိုဝန်ဆိုသည်ကလည်းဟာတာတစ်ခုမဟုတ်လားတသီမရလိမ့်မည်တင်းဦးသေးတဲ့လမ်းဖြန်နေစဉ်မမကြီးဤအခန်းစီမှာရေတန်းကျင်းကြီးထွက်လာလေသည်အတန်ကြာရအိမ်ပေါ်မှအခန်းတစ်ခုစီသို့အကြည့်ဖို့ကပါးစပ်အားလက်ဖြင့်အုပ်ပြီးအကြံအိုက်နေမိလေသည် မမကြီးအိမ်တို့ပြန်ရောက်စဉ်ကအကြောင်းပေးမိချိန်တွင်ထိတ်လန့်ရနေပြီဝမ်ကိုနှင်ပြီးနောက်ရက်အနှဲငယ်အကြာတွင်အိမ်ပြန်လာသည့်မမကြီးသည် နေ့လယ်ထမင်းစားချိန်ရောက်တော့ဝမ်အားမတည့်၍မေးလာလေသည်ဝမ်ရောခင်ဗျားမစားပါလားအိမ်ကြီးကောင်းမလေးတယောက်အားမေးသည်ကိုကေတရာတယောက်မနေနိုင်စွာဝန်းပြောနေမိသည်ဟိုကနင်းကောင်းလို့ရဲ့လေအင်းလေးခဏပြန်ချင်လဲဆိုလို့ပြန်ခိုင်းလိုက်တယ်ဘယ်သူလဲလို့လဲ အေးဆက်ဆက်စကားအေးဆက်ဆက်လေးတန်းဖြင့်ပြန်လည်ကမင်းလာသည်မို့အချိုးတာဆုံးလာဖြစ်လိုက်သည်မြို့နယ်ရှင်ကြီးဟုထင်သွားနိုင်အောင်တကာရီလောင်းကပြောလိုက်သည်ဒါပါထက်ပေးလိုက်ပါရဲ့မမကြီးဒါပါလည်းပြန်ရောက်နေပြီဘောင်းကလည်းပြန်လာရင်ဖုန်းဆက်မင်းနဲ့အဲ့ကြာကားနှုတ်လိုက်မလဲချိုးတာတော့အပြုံးများကိုပင်ရုပ်တည်ကြီးဖြင့်မျက်လုံးတည်ခြင်းနှင့်တစ်ဆက်ဆိုင်ကြည့်သည်ကြောင့်ထင်းနှင်းနှင်သွားရသည် ်တိမတာမျက်နှာလွှဲတော်လဲသူမ၏အကြည့်တို့ကမလဲသေးပင်ကြည့်စုတော်မိတွေထိုးတော့ပြောပြီးတဟဟရေကထမင်းစားဝိုင်းမှထသွားသည် ကျမယူလိုက်သည့်ယောက်ျား၏တမီအကြည့်ပင်ဖြစ်လေ၏ကျမထံ၅နှစ်လောက်ကြီးမီအတွေ့တို့နှင့်စိတ်ကတွေ့ပြနေမိလေပြီးဘာဖြစ်ဖြစ်လာမည်လဲလေလိန်ထားသည်ကပေါကုန်နေပြီအနေရောင်ကျိတ်ဝန်းဆက်ဝှစ်စံကအိမ်ပေါ်တက်မှဆန်းလာသည့် သမကြီးအာကြည့်ကဝမ်းအကြောင်းလင်းထမ်းမိသည် ကျမကြောင့်နေမိသည်တို့တော့သူမဒီကနှင်းလိုပွဲပြုံးပြကစကားဆိုလာသည်မန်းတင်ရရဲ့လောက်ခီးထော်အောင်မဘာလို့ရှင်လဲရောဒီကနေ့ဝယ်နော်အပန်းကြီးခင်ငါရဲ့လောက်ထော်အောင်မဘာလို့ရှင်လဲရောဒီကနေ့ဝယ်ကဲကတော့မမကြီးရဲ့နာမည်နဲ့မယ်လမ်းညွှန်းနဲ့လက်ကလေးချတဲ့ ATM ကတ်ကိုညှက်ပြီးကန့်ပြီးပြုံးလာစကားဆိုလေသည် ကေတရာကေတရာလူချင်းတော်ကိုဝင်လို့ရတယ်တိတ်တဆုံတိတိရှိတယ်ဘယ်တော့လဲထက်ပြောဒီမရင်မင်းလိုလားအလုံးရစီရမယ်ဖဲဝိုင်းတခါလှည့်လိုက်ပြီးပျော်လိုက်ပါလိုက်တို့ပစံနေနဲ့ထုံးတို့ပြောတာကြောက်ခိုင်းသွားသည်သူမ၏ကြောပြန်အာကြည့်ကံကြက်သေးသေးသွားရသည်က အမှန်ပင် သူမ၏ချစ်လောက်ချသောမောင်လေးရဲ့ရကြဖြစ်သူကိုသူမ၏သူမအဖေ၏မယဉ်ငယ်ဖြစ်သည့်ကျမနှင်းထုတ်လိုက်ကြီးကိုတိသွားသည် မုံမင်းလောင်ကဒေသနာရှာမိသည်ကျမတန်တဲ့လေးမိဟုတွေးမိတော့လဲထိုးတော့မဟုတ်ခဲ့ရှုံးလက်ပင်ရတာသလိုခံစားရလေသည်ဘမကြီးရှင်းမြတ်တဲ့အစကဘာလဲ